တဲ့နေ့ဆိုတဲ့တခြင်းဟာ2020ပြည့်နှစ်အထွေထွေရွှေကောက်ပွဲအချိန်တုန်းက NLD ပါတီရဲ့အောင်နိုင်ရေးတခြင်းဖြစ်ခဲ့သလိုနှွေဦးတော်လှန်ရေးကာလတစ်လျှောက်လုံးမှာလည်းတော်လှန်ရေးတခြင်းဖြစ်လာခဲ့ပါတယ်။ဒီတခြင်းကိုပြပမှာအလုံလုံနေကြတဲ့ရွှေပြောင်အလုံသမားလူငယ်တွေစုပြီးဖန်တီးခဲ့တာဖြစ်ပြီးတော့ဖန်တီးသူတဦးဖြစ်တဲ့မိုင်းမျိုးဆက်ဟာလက်ရှိတော်လှန်ရေးမှာလည်းအသွန်ခွန်ဆိုင်ပါဝင်နေသေးပဲဖြစ်ပါတယ်။ ာနာသိန်းချိန်ကမလေးရှားနိုင်ငံအလုတ်လုတ်ကိုင်းနေသူဖြစ်တယ်လို့ကြာရနေရကနေစွန်းစွန်းတမန်လှုပ်ရှားဆောင်ရွက်ခဲ့တာကြောင့်စစ်ကောင်စီရဲ့ပြစ်မှတ်ထားခြင်းခံရသူတဦးလည်းဖြစ်ပါတယ်အာလုံချိုရင်ချီနေကတော့ဒါအခုမှမဟုတ်ပါဘူးဒီစကားစရဲ့မြန်မောင်းကျုံးမှုကတော့ဒါ အဲဒါ27နောက်ပိုင်းတွေကတရားဟိုစက္ကစရဲ့မြေမောင်းကျိုးမှုကိုတော့ခံနေရတာပေါ့နော်ဒီနေင်းတွေကိုလိုက်ပြီးစုံစမ်းလာတယ်နောက်ဆုံးပြောရလို့ရှိရင်နေင်းပါလာပြီးတော့ဝိုင်းတဲ့အနိထားတွေပါကြုံလာရတယ်အဲ့တော့ကျွန်တော်ရှောင်ရတဲ့အခန်းကဏ္ဍတွေပါအများကြီးရင်ဆိုင်လာရတယ်ပြီးလို့ရှိရင်နေရာတနေရာမှာကျွန်တော်အတိအကျမနေနိုင်နဲ့နေလို့မရတော့တဲ့အနိထားတွေကျွန်တော်ကြုံလာရတယ်အဲနောက်ပိုင်းမှာတော့ကျွန်တော်မှဟို ျွန်တော် UN မှာကျွန်တော်အကူအညီတောင်းမှဖြစ်တော့မယ်ဆိုပြီးဒါ UNHCR မှာကျွန်တော်ဒီ UN register တင်နေပါဘောเนาะအဲ့ဒီနောက်ပိုင်းမှာလည်းကျွန်တော်အရင်ကတော့လုံခြုံနေရတော့မဟုတ်ဘူးကိုယ့်ရဲ့အသက်အန္တရာယ်အနေထားကိုတော့ဘုပါနေပဲဒါ view site ပြီးတော့နေရတဲ့အနေထားတစ်ခုနဲ့ပေါ့နော်ဆိုတော့လက်ရှိအနေထားလည်းအသည့်နဲ့တတိနဲ့ပဲဖြတ်တန်းနေရတဲ့ဘဝတစ်ခုပါပဲမလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံကသူ့ရဲ့နိုင်ငံကူးလက်မှတ်တက်တန်းတူလျှောက်ထားမှုကိုလက်မခံခဲ့တဲ့အပြင် ရှိပြီးသားလက်မှတ်ကိုပါဖျက်သိမ်းခဲ့တယ်လို့သူပဲမှနေထိုင်နေလဲဆိုတာကိုရှာဖွေစုံစမ်းကြတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။ပြည်ပမှာနေထိုင်အလုတ်လုတ်ကိုင်းနေရတဲ့သူတွေအတွက်နိုင်ငံကူလက်မှတ်ဆိုတာဟာအရေးအကြီးဆုံးစာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီဟာပြည်ပမှာနေထိုင်ပြီးဒေါ်လန်ရေးမှာပါဝင်နေကြသူတချို့ကိုဖိအားပေးနိုင်ဖို့အတွက်နိုင်ငံကူလက်မှတ်ဖျက်သိမ်းတာတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ဖြတ်သိမ်းစရင်ကိုပေါ်ပေါ်ထင်ထင်ကြီးညာထားခြင်းမရှိတာကြောင့်ဂရယကန်ရှင်တွေဟာတက်တန်းတိုးတာဒါမှမဟုတ် အခြားသောနိုင်ငံကိုတွားဖို့လုပ်တဲ့အခါကျမှသိရတာဖြစ်ပါတယ်။ဘတ်စပို့ဖြတ်သိမ်းခံရသူအများစုဟာ အာဏာမသိမ်းခင်ကတည်းကပြည်ပနိုင်ငံတွေမှာအလုလုကင်နေကြတဲ့သူတွေဖြစ်ကြပါတယ်။ဒီပါထောက်ဖို့အကောင်လုံးနဲ့စင်ကာပူအပါအဝင်၊ထိုင်း၊မလေးရှား၊တောင်ကိုရီးယားနိုင်ငံတွေက မြန်မာရွှေ့ပြောင်း20ဝန်းကျင်ခန့်ဟာဘတ်ဖို့ဖျက်သိမ်းခံလိုက်ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေသိရပါဗျ။မိုင်းမျိုးဆက်ကတော့ဒီလိုပတ်ဖို့အသိမ်းခံလိုက်ရတာဟာတော်လန်ကြီးကိုအာရော့သွားစေတာမျိုးမဖြစ်စေတဲ့အပြင်စစ်ကောင်ကြီးကိုစန့်ကျင်တော်လန်လိုစိတ်သာပိုပြင်းထန်လာခဲ့တယ်လို့ဆိုပါဗျ။ကျွန်တော်တို့ရေသူများနိုင်ငံမှာနေပြီးတော့သူများလူမျိုးတွေသူများအစိုးရကဒုက္ခပေးမှကိုမကြောက်ရဘဲနဲ့ သူများနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသားကမြန်မာနိုင်ငံကအစိုးရကဒုက္ခပေးမှာကိုကျွန်တော်တို့ကြောက်ပြီးတော့ကျွန်တော်တို့မှာကြီးလန့်ဆန်ဆန်နေနေရတဲ့ဘဝကိုကျွန်တော်တို့ရင်ဆိုင်နေရတာဗျဘလို့ပဲစဉ်းစားစဉ်းစားအရင်ရင်နာကြရတော့ကောင်းတယ်နောက်တစ်ခုကဘာလဲဆိုတော့လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့အခြေအနေကအခြားနိုင်ငံကကျွန်တော်တို့မြန်မာလူမျိုးတွေသူများနိုင်ငံမှာအနှင်ခံရတဲ့ဘဝကိုကျွန်တော်တို့ကြုံတွေ့ရတယ်အနှင်ခံနေရတဲ့ဘဝကိုကြုံတွေ့နေရတယ်ဟို ကိုမြန်မာပြည်ကနေပြီးတော့ဟိုအေဂျင့်ကနေပြီးတော့မှတရားဝင်ကောလင်းနဲ့ပို့လိုက်တယ်ဆိုရင်တော့မှပဲစက်ယုံကမလိုချင်လို့ပြန်ပြီးတော့ဖြုတ်ချလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာတန်ယုံကိုတိုင်တယ်တန်ယုံကိုတိုင်ပြီးတော့မှအေဂျင့်ယုံကိုကျွန်တော်တို့တရားဆွဲရမယ့်အခန်းကဏ္ဍတွေကိုသွားမယ်ခါမှာတန်ယုံလည်းတိုင်လို့မရဘယ်အေဂျင့်မှလည်းတရားဆွဲလို့မရတဲ့ပြပရောက်လာတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့လက်ရှိဘဝပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကဟိုပြည်တွင်းရောပြပရောကျွန်တော်တို့ကပြည်တွင်းမှာကျွန်တော်တို့ဟို ဆရာနာရှင်ရဲ့ရုံမှမှုကြောင့်ပြည်သူတွေကအလူးလဲခံနေရတာလည်းမဟုတ်ပါဘူးပြည်ပမှာလည်းခံနေရတာပါပဲဆိုတော့အဲ့တော့ပြည်တွင်းနဲ့ပြည်ပဒီဒေါ်လာရင်းကိုလက်တွဲညီညီအခုလိုမျိုးဟိုစိတ်သက်ခံခံမှာနဲ့ဒီခီးကိုဆက်သွားလို့ရှင်တော့ကျွန်တော်တို့ကဒီဝစ်ကြီးကနေပြီးတော့လွတ်မှာပါလွတ်ဖို့အတွက်လည်းသွားဖို့သွားရမယ်လို့ပြောချင်ပါတယ်။ဘာကြောင့်တီလောက်ထိမိုင်းမျိုးဆက်ကိုမျက်မုံကြိုနေရတာလဲ။မိုင်းမျိုးဆက်ဟာမလေးရှားနိုင်ငံမှာတော်လန်ရေးရှံပုံငွေပွဲကြီးတွေစီစဉ်သူတအုပ်ဖြစ်ပြီး

အပြင်းအထန်လှုပ်ရှားခဲ့သူတဦးလေးဖြစ်ပါတယ်။လက်ရှိမှာနိုင်ငံကူးလက်မှတ်မရှိတော့လို့ရန်ပုံငွေရှာဖွေရေးပွဲတွင်ဆက်မလုပ်နိုင်တော့ပေမဲ့အခြားအဖွဲ့အစည်းတွေက ပြုလုပ်တဲ့ပွဲတွေနဲ့ online project တွေမှာပါဝင်လှုပ်ရှားဆောင်ရွက်နေစေဖြစ်ပါတယ်။ပြည်ပနိုင်ငံတစ်ခုမှာတရားဝင် အထောက်အထားမရှိဘဲနေထိုင်နေရသူတဦးမလေးရှားနိုင်ငံအတွင်းမှာလူသိများထင်ရှားသူတဦးဖြစ်တဲ့အပြင် စစ်ကောင်စီကဖမ်းဆီးဖို့ကြိုးစားတာကိုခံခဲ့ရတာကြောင့်တနေရာထဲမှာအကြကြီးမနေရဲပဲမကြခဏနေရာရွှေ့ပြောင်းမှုတွေပြုလုပ်နေရင်ဒေါလာရဲ့အလုပ်တွေကိုလှုပ်ရတဲ့အခါစိတ်တက်ကြမိတဲ့ကာလတွေလည်းအများကြီးရှိခဲ့ပါတယ်လို့သူကဆိုပါတယ်။မိုင်းရွက်ဆက် fighting ပေါ့ဆိုတော့ကိုကိုကပဲပြန်ပြီး fighting လုပ်ကြတာပေါ့ကျွန်တော်တို့တွေလဲကြလို့မရပါဘူးကျွန်တော်လဲကြလို့မရဘူးကျွန်တော်တို့တွေကနှမ်းတစည်းတွေပါကျွန်တော်တို့တွေက CE ကိုချွတ်ဖို့အတွက်ကျွန်တော်တို့တွေကနှမ်းတစည်းတွေပဲအဲ့နှမ်းတစည်းတွေတိုင်းက စိတ်ခံစားချက်ကြောင့်လဲကျသွားမယ်ဆိုလို့ရှိရင်ကျွန်တော်နှမ်းစီတွေမရှိတော့ရင်ကျွန်တော်စီကျိတ်လို့မရဘူးဆိုတော့ဟိုကျွန်တော်နောက်တစ်ခုကတော်လိုင်းရင်းနဲ့ပတ်သက်လို့ဟိုကျွန်တော်တို့မှာရင်ဆိုင်ရတဲ့အရာတွေအများကြီးရှိတယ်ဟိုပုံစံမျိုးစုံဘက်စုံကနေပြီးတော့အပြောခံရတဲ့အရာတွေအများကြီးရှိတယ်ဒါတွေကိုကျွန်တော်တို့နေ့စဉ်နဲ့မျှဟိုကြုံတွေ့လာတဲ့အချိန်ကာလတွေလည်းကျွန်တော်လာနေချီပြီးတော့ရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာကောမင်းလဲကျသွားလား မင်းနောက်ဆုတ်ဖို့ကြိုးစားလားနောက်ဆုတ်မယ်လို့စိတ်ကူးလားလို့ဆိုတဲ့အချိန်မှာပေချာနာတစ်ခုကကျွန်တော်အဲ့ချိန်ကကျွန်တော်စီးပွားရေးလုပ်နေတဲ့အချိန်ကျွန်တော်ကုမ္ပဏီကြီးမှာကျွန်တော်လုပ်လုပ်နေတဲ့အချိန်ဆိုရင်တော့တေချာတယ်အဲ့ဒါကြီးကိုကျွန်တော်လှုပ်ပခဲပြီးထိုးထွက်သွားရင်ထိုးထွက်သွားမယ်ဒါပေမဲ့ကျွန်တော်လူအများအတွက်လုပ်နေတဲ့ဒေါ်လာရေးဆိုတဲ့အရာတစ်ခုတော့ဖြစ်နေတဲ့အတွက်ဟိုပထမပြောခဲ့တဲ့စကားလိုပဲမိုင်းမျိုးဆက် fighting ပေါ့လူတွေကိုစိတ်နာတယ်လားဒါပေမဲ့ကျွန်တော်လူတွေကိုပဲစိတ်နာတယ်တော်လိုင်းကိုစိတ်မနာတော်လိုင်းကြီးကစိတ်နာကောင်းရတဲ့အရာမဟုတ်တဲ့တဲ့ကျွန်တော်တော်လိုင်းကိုစိတ်မနာဘူး ဒီနေ့ထိလည်းကျွန်တော်တို့ selection တန်နေသေးပါပဲဒေါ်လာရင်းကာလာအတွင်းရလာတဲ့စိတ်တန်ရအနာတရတွေကိုသူချစ်တဲ့အမှုပညာအလုပ်တွေကိုလုပ်ရင်းကိုကိုကိုအားပေးရင်ခေချမ်းကြီးကိုဖျက်ဆီးနေပါတယ်ဆိုတော့မိုင်းမျိုးဆက်ဟာလူရွှင်တော်ဖြစ်ခြင်းနဲ့ဆိုတဲ့အိမ်မက်ကိုလည်းထမ်းဖို့တားစေပါပဲအော်ဒီဒေါ်လာရင်းကာလာမှာကျွန်တော်ပွဲတွေကရတယ်ဆိုတာလေဒါကျွန်တော်ကဒီတချင်းဆိုတာတခုတည်းမဟုတ်ဘူးဒါပြတ်ဆက်လက်ကရတယ်တချင်းလဲဆိုတယ်လူရှင်တော်လဲကရတယ် ဲနောက်ပိုင်းနှစ်ပါးသွားဆိုရင်လည်းဒါလူရှင်တော်ကရဲအရှိမဆိုလဲမြန်မာတန်စင်ကြီးပေါ့နော်အဲမြန်မာတန်စင်ကြီးကရဲတကယ်လို့ပြဆက်ဆိုလို့ပိုင်လဲဒါပြဆက်ကရဲပေါ့နော်ဆိုတော့လက်ရှိလဲလူရှင်တော်လောက်ကဒီတိုင်းပဲသွားနေတာပါအာအလင်းတင့်တယ်လို့ဒီတကယ်လို့အခုချိန်မှာကျွန်တော်ပွဲမထွက်ဘူးဆိုပေမဲ့လည်းခါလီမှာအလင်းတင့်တယ်လို့ဒီဟာတမိုးပုံစံလေးတွေကိုဒါဖန်တီးပြီးတော့ကျွန်တော်ထွက်လိမ့်ရှိဆိုတော့ဟို now အရေးတော်ပုံအောင်သွားခဲ့တဲ့အချိန်ကာလမှာ ျွန်တော်တို့ဒီအခွင့်အာတောင်းမယ်ဆိုရင်ပေါ့ဒါပေမဲ့တရားရာတစ်ခုကကျွန်တော်ကဟိုဘယ်ရာမျိုးကျွန်တော်လုပ်ချင်တဲ့အရာတစ်ခုကိုကျွန်တော်ကဖြစ်မြောက်အောင်လုပ်လေးရှိတယ်ကျွန်တော်ခက်ခဲနေတယ်ဆိုပေမဲ့လည်းကျွန်တော်အချိန်ယူတယ်ကျွန်တော်သုံးသက်တယ်စဉ်းစားတယ်ပြီးရင်ကျွန်တော်အဲ့အရာကိုကျွန်တော်ရအောင်လုပ်လေးရှိတယ်ဆိုတော့အဲရေတော့ပေါ်အောင်သွားခဲ့တဲ့အချိန်မှာကိုဘွားလေးနဲ့ကိုပြန်လဲရှင်တန်ပြီးတော့ကျွန်တော်တို့ရက်တည်နေတဲ့အချိန်ဆိုလို့ရှိရင်တော့အထူးသဖြင့် ကျွန်တော်လူရှင်တော်ကကြင်ပါတယ်ကျွန်တော်နောက်ကြံရှိနေသေးတဲ့အသက်သက်တမ်းတစ်လျှောက်ကိုကျွန်တော်လူရှင်တော်ကကြင်ပါတယ်အာနာသိမ့်မှုသားမဖြစ်ခဲ့ရင်ပျော်ပျော်နေတတ်တဲ့လူငယ်တယောက်အဖြစ်နဲ့ပဝင်းချင်းကလူတွေကိုပျော်ရွှင်စေတဲ့သူတယောက်အဖြစ်အသက်ကြီးသွားခြင်းကဲ့သို့ဖြစ်တာကြောင့်ဒေါ်လန်ရေးပြီးလို့စာဝတ်နေရေးကို စိတ်ပူစရာမလိုတော့တဲ့အချိန်ကြရင် လူရှင်တော်ကချမ်းပါသေးတယ်တဲ့ နေ့တော့ကိုပြန်လာပြီလွမ်းနာပြီပေါ်စစ်တော်မြမောင်